နိုင်ငံတကာတန်တမန်ရေးရာမှာအရေးကြီးတဲ့သတင်းတစ်ပုဒ်နဲ့ဆက်ပါမယ်။အာကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်ထားဖို့အတည်ပြုလိုက်ပါပြီ။နိုင်ငံကိုစားပြုဒီကိုယ်စားလှယ်စီစစ်ရေးကော်မတီကမနေ့ကအစည်းအဝေးမှာကန့်ကွက်သူမရှိအတည်ပြုလိုက်တာ ဖြစ်တယ်လို့ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ယောက်ကပြောဆိုပါရယ်။ တမ်မတ်ကြီးဥကြုံမူထွန်းဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးပြီးချင်းမှာပဲဒီကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာလက်သုံးချောင်းထောင်ပြီးတော့စစ်ကော်မရှင်ကိုလူသိရှင်ကြားဆန့်ကျင်ခဲ့တဲ့သူဖြစ်ပါတယ်စစ်ကော်မရှင်ကသူ့ကိုထုတ်ပယ်ကြောင်းကြေညာခဲ့ပေမဲ့ကုလသမဂ္ဂကစစ်ကော်မရှင်ကိုအတိမတ်မပြုခဲ့တဲ့အတွက်ဥကြုံမူထွန်းဟာအဲ့ဒီနေရာကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တာပါဒီအနေအထားကို ကုလသမဂ္ဂကနှစ်စဉ်နှစ်တိုင်းပေါ့လေဇက်တိုင်းတက်တန်း ိုးပေးခဲ့ရကနဲ့အခုနှစ်မှာလည်းဆက်ပြီးတော့အတီးပြုတ်ပေးလိုက်တာဖြစ်လို့တန်မတ်ကြီးဦးကျော်မိုးထွန်းဟာမြမပြည်သူတွေရဲ့အတန်ကိုကိုစားပြုတဲ့အနေနဲ့နိုင်ငံတကာရဲ့စင်မြင့်ထက်မှာဆက်ပြီးတော့ရည်တည်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။